အရှင်ဖုရားမနှက်စောစောမကလေးတွေကို အစာကျွေးရင်ဘယ်လိုပြောပြီးကျွေးရင်ဒါနမြောက်ပါတလေဖုရားတဲ့။ဣတိဝုတ်ပါဠိတော်မှာဒါနမြောက်ကြောင်းအင်္ဂါ၃ချက်ဖော်ပြထားတာရှိပါတယ်။အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တရားတရားရှိခြင်း၂လူပွဲပစ္စည်းရှိခြင်း၃အလှခံပုဂ္ဂိုလ်ရှိခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီပြီးဆိုရင်ဒါနမြောက်ပါပြီနော်။ဒီနေရာမှာမေးစရာတစ်ခုရှိတာကငှက်ဆိုတာကတရိစ္ဆာန်ဖြစ်တဲ့အတွက်ကြောင့် လှူခံပုဂ္ဂိုလ်ဖြစ်ပါမလားလို့မေးเสียရရှိပါတယ်။ဥပရိပါဏာတပါဠိတော်ဒက္ခိဏဝိပင်ကတုံးမှာမြတ်စွာဘုရားကအလှူခံပုဂ္ဂိုလ်၁၄ယောက်ကိုဟောကြားတဲ့နေရာမှာတရိစ္ဆာန်ကိုလည်းပဲအလှူခံပုဂ္ဂိုလ်အဖြစ်ထည့်သွင်းပြီးဟောကြားတာကြောင့်တရိစ္ဆာန်ဒီလည်းပဲအလှူခံပုဂ္ဂိုလ်ဖြစ်တဲ့အတွက်တရိစ္ဆာန်ကိုကျွေးရင်လည်းဒါနဖြစ်ပါတယ်။ဘယ်လိုပြောပြီးကျွေးရမလဲဆိုရင်ငါကျွေးမွေးလိုက်တဲ့အတွက်ကြောင့်တင်တို့ရဲ့ဆာလောင်မှုသိမှုဒုက္ခမှလွတ်မြောက်သွားသလိုငါဤဤကောင်းမှုသည် ိုခြင်းနာခြင်းသိခြင်းတရားတို့မှကင်းဝေးရာအမှန်ဖြစ်တဲ့နိဗ္ဗာန်သို့ရောက်ကြောင်းအထောက်အပံ့ဖြစ်ရပါလို့ဤနိဗ္ဗာန်မရောက်မီတန်တရာကျင်လည်ရသည်ရှိသောဘဝစတိုင်းငမို့ခေါင်ပါခြင်းဘေးမှလည်းလွမြောက်ရပါလို့ဤလို့သူတောင်းပြီးကြွေးပါနော်ဒီမေခွန်းကရှေလုံးတဲ့အတွက်ကြောင့်လူရင်းလောက်ပဲဖက်ပြီးဖြည့်ပေးလိုက်ပါမယ်နော်အရှင်ဖရာတင်ကန်းစာလေးကိုရွာဦးကျောင်းဆရာတော်စီကတောင်းပြီးတပည့်တော်လည်းဘင်းမှဆွဲခြင်းလို့တောင်းတော့ဆရာတော်ကတင်ကန်းစာလေးကို ပထမ်းရွတ်ဖက်ပြီးတော့လုပ်ပေးပါတယ်ဖရာတပည့်တော်အခုလက်ပင်းမှာဆွဲထားပါတယ်မသိလို့မေးပါရစေငရဲတော်မကြည့်တော့ပါဘူးပြန်လဲဖြည့်ကြပေးပါဖရာတဲ့တချို့တင်ကန်းကိုအဆောင်လက်ခွက်လုပ်ဖို့ဆိုပြီးဦးစင်းစီမှာတင်ကန်းစလာတောင်းတာရှိတယ်ဦးစင်းကတော့မပေးဘူးနော်တချို့ဖုန်းကြီးတွေပေးတာတွေ့ဘူးတယ်ပေးလဲမပေးကောင်းဘူးယူလဲမယူကောင်းဘူးနော်ဘာကြောင့်လဲဆိုရင်ဝိနည်းယတင်ကဟအထကထာမှာ ပပိစိတပရိဘောဂောဟိအဂါရိကာနံစတိယဌာနီယောလို့ဆိုထားတယ်အဘိဓေကတော့ယဟန်တွေရဲ့အသုံးအဆောင်ဖြစ်တဲ့သင်္ကန်းတပိတ်စတာတွေဟာလူဝကြောင့်တွေအတွက်ကိုးကွယ်ရာစတိထိုက်တယ်လို့ဆိုလိုခြင်းဖြစ်တယ်အဲ့ဒီလိုယဟန်တွေရဲ့သင်္ကန်းတပိတ်စတာတွေဟာလူဝကြောင့်တွေအတွက်ကိုးကွယ်ရာစတိထိုက်တာကြောင့်လူဝကြောင့်တွေအနေနဲ့သင်္ကန်းစကိုအဆောင်လက်ဖွဲ့မလုပ်ကောင်းဘူးအဲ့ဒါကိုလည်းမှတ်ထားဖို့လိုတယ်နော် အရှင်ဖရာအလှပေးအလှကံပုံကိုယ်တွေမှာဘယ်လိုအရေးချင်းမျိုးတွေရှိရင်ဘယ်လိုအကျိုးအပြစ်တွေဖြစ်နိုင်ပါသလဲဖရာတဲ့သင်္ကုတ်ထူပါဠိတော်မှာအလှပေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်နဲ့အလှကံပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကိုဖော်ပြထားပါတယ်အလှပေးပုံကိုယ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁မပေးလူမီရှေ့ဖို့၌တိလစောက်တည်၍ဝမ်းမြောက်နေရခြင်း၂ပေးလူနေဆဲခဏ၌စိတ်ကြည်လင်ရှင်ပြနေရခြင်း ၃တေးလှူပြီးတဲ့နောက်၌ဝမ်းမြောက်နှစ်သက်အမှတ်ရနေရခြင်းလိုပဲဖြစ်ပါတယ်။ဒါဟာအလှူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။အလှူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ကဘာတွေလဲဆိုရင်၁တဏှာရာကကင်းစင်သူဖြစ်ခြင်းသို့မဟုတ်တဏှာရာကကင်းစင်ဖို့ရန်ကြင့်ကြံအားထုတ်နေသူဖြစ်ခြင်း၂ဒေါတာကင်းသူဖြစ်ခြင်းသို့မဟုတ်ဒေါတာကင်းကြောင်တရားကိုကြင့်ကြံနေသူဖြစ်ခြင်း၃ မောဟကင်းသူဖြစ်ခြင်းသို့မဟုတ်မောဟကင်းကြောင်းတရားကိုကြင်ကြံအားထုတ်နေသူဖြစ်ခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာအလူခံပုဂ္ဂိုလ်မှာရှိရမည့်အင်္ဂါ၃ချက်ပဲဖြစ်ပါတယ်။ဤအလူပေးပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်အလူခံပုဂ္ဂိုလ်၌ရှိရမည့်အင်္ဂါ၃ချက်ပြည့်စုံနေမယ်ဆိုရင်လူနဲ့ချမ်းသာကိုရရှိစေပါတယ်။ဤအချက်တွေမပြည့်စုံဘူးဆိုရင်တော့လူနဲ့ချမ်းသာကိုရုပ်လျော့စေပါတယ်။ဒါဟာအလူပေးပုဂ္ဂိုလ်နဲ့အလူခံပုဂ္ဂိုလ်တို့မှာရှိရမည့်အင်္ဂါရက်တွေနဲ့ရရှိလာမည့်အကျိုးအပြစ်တွေပဲဖြစ်ပါတယ်။ နော်အောင်းသားဆိုဘာသားလဲဖရားတဲ့အသားကြီး၁၀မျိုးထဲမှာနောက်ဆုံးအောင်းသားဆိုတာပါပါတယ်အဲ့ဒီအောင်းသားဆိုတာဘာကိုပြောတယ်ဆိုတာကိုဥစဉ်လဲမပြောတတ်ဘူးနော်မပြောတတ်ဘူးဆိုတာက မသိလို့မဟုတ်ပါဘူးအမျိုးမျိုးဖွင့်ဆိုနေကြလို့ပါအဲ့ဒီအမျိုးမျိုးဖွင့်ဆိုတဲ့အထက်ကလေးချက်လောက်ချပြမယ်နော်နံပါတ်၁မြန်မာအင်္ဂလိပ်အဖိဓာန်နဲ့ယူဒတ်တန်မြန်မာအင်္ဂလိပ်အဖိဓာန်တို့မှာ အောင်တတဝါဟာအမွှေးရှည်တဲ့နွားကိုပြောတာလို့ဆိုတယ်။နံပါတ်1အရှင်ဩဘာသာဘိဝန္ဒရေးတဲ့သူတေသနတယုတ်ပြဗိဒံကျမ်းမှာ အောင်တတဝါဟာဝံပလွေကိုပြောတာလို့ဆိုတယ်။နံပါတ်3ပါကျုဆရာတော်ကြီးဗုဒ္ဓဝါဒနဲ့တတလွတ်စာတမ်းမှာအောင်တတဝါဟာဝဝံကိုပြောတာလို့ဆိုတယ်။နံပါတ်4တိပိတကပါဠိမြန်မာအဘိဓမ္မာအောင်တတဝါဟာခွေးအကိုပြောတာလို့ဆိုတယ်။ ဲ့ဒီလိုအမျိုးမျိုးဖွင့်ဆိုနေကြတဲ့အတွက်စတိအကျမပြောတတ်ပါဘူးเนาะအဲသို့တော်လည်းပဲမြတ်စွာဘုရားကယဟန်တွေကိုဒီအောင်သားမစားဖို့ပြညတ်တာတော့သိကြပါတယ်เนาะဖုံဖုံဘုရားရွှေတကုံကုန်းတော်ဘောကယက္ခမေတော်ကြီးကိုလူတွေဘုရားလို့ကိုးကွယ်နေတာမှားလားဘုရားအမပါရင်ခွင့်လွှတ်တော်မူပါအရှင်ဘုရားမယုံကြည်လို့ပြောတာမဟုတ်ပါဘူးဘုရားတဲ့မကိုးကွယ်တဲ့အရာကိုကိုးကွယ်နေပြီဆိုတဲ့ကိုကမှားနေပြီเนาะ တရထတိကမှာတရဏဂုံပြခြင်းအကြောင်းနှမျိုးပြထန်းထားပါတယ်အဲ့ဒီတရဏဂုံပြခြင်းအကြောင်းနှမျိုးကဘာတွေလဲဆိုရင်တတဝဇဗေဒမကိုးကွယ်တဲ့အရာကိုကိုးကွယ်တဲ့အရာထင်ပြီးကိုးကွယ်ခြင်းကြောင့်အပြစ်ရှိသောတရဏဂုံပြခြင်းနှင့်အနာဝဇဒုက္ခဝိပါကဗေဒတေဆုံးခြင်းကြောင့်အပြစ်မရှိသောတရဏဂုံပြခြင်းတို့ပဲဖြစ်ပါတယ်မကိုးကွယ်တဲ့မကိုးကွယ်ထိုက်တဲ့အရာတွေကိုကိုးကွယ်နေတာဟာတရဏဂုံပြတ်ပါတယ် ။ဒါကြောင့်ဒီကိုးကွယ်မှုဟာမှားယွင်းသောကိုးကွယ်မှုဖြစ်ပါတယ်နော်။ဆရာတော်ဖရာမိထွေးတော်ဂေါတမီသာသနာဘောင်အတွင်းသို့ဝင်ခွင့်တောင်းချိန်မှာဗုဒ္ဓမြတ်စွာဘုရားရှင်ဟာစီမင်းရှိခုချမှတ်ခဲ့တယ်လို့ကြားသိရပါတယ်ဖရာ။အဲ့ဒီစီမင်းရှိခုကိုရှင်းပြပေးတော်မူပါဖရာတဲ့။ဝိနည်းစုလဝါပါဠိတော်မှာမြတ်စွာဘုရားဟာမိထွေးတော်ဂေါတမီကိုအကြောင်းပြုပြီးဘိက္ခုနီမများလိုက်နာရမိဂရုတန်၈ပါးကိုပြတ်ထန်းခဲ့ပါတယ်။ အဲ့ဒီဂရုတန်၈ပါးကဘာတွေလဲဆိုရင်၁ဘိက္ခုနေမတိဝါတရားပင်ရနေစေကမူယနေ့မှဖြစ်သောဘိက္ခုယဟန်ယောက်ျားကိုရှိခိုးခြင်းခရီးဥကြပြုရခြင်း၂၀ဘိက္ခုနေမတိယဟန်ယောက်ျားမရှိသောကျောင်း၌ဝါမဆိုရခြင်း၃ဘိက္ခုနေမများသည်လာခွဲတိုင်းလာခွဲတိုင်းဘိက္ခုတန်ခါထာ၌ဥပုပ်ကိုမြင်းမြန်ရခြင်းအစိုးအမခံယူဖို့ရန်ချင့်ကြရခြင်း၄ဘိက္ခုနေမများသည်ဝါထသောအခါ ဥပဒောတံဃာ၌ပဝါရဏပြုရခြင်း။ငါဘိက္ခုနေမသည်တံဃာတိတ်တိတ်အဘတ်တင့်တည်ရှိသောဥပဒောတံဃာ၌ပက္ခမာနက်ကျင့်ရခြင်း။၆နှစ်နှစ်တို့ပတ်လုံးသိက္ခာပုတ်၆ပါးကိုကျင့်ပြီးသောသိက္ခာမံအားဥပဒောတံဃာ၌ပြင်းခံပေးရခြင်း။ခုနှစ်ဘိက္ခုနေမများသည်ဘိက္ခုယဟန်ယောက်ျားတို့အားဆေးရည်တိုင်းထွာမှုမပြုရခြင်း။၈ဘိက္ခုနေမသည်ယဟန်ဖြစ်ချိန်မှစ၍ယဟန်ယောက်ျားတို့အပေါ် ဩဝါဒပေးခြင်းအနုသာသနာပြုခြင်းအမှုတို့ကိုမပြုရခြင်းတို့ပဲဖြစ်ပါတယ်။ဒါဟာဘိက္ခုနီမတွေလိုက်နာရမိအရုဒဏ်၈ပါးပဲဖြစ်ပါတယ်။ပရိယာတန်ကဖြစ်နေရင်စောကားမိသူကကြီးမားသောအကုသို့ရလိမ့်မယ်ထင်တယ်နော်တဲ့။ဒီမန့်ကယဟန္တာဖြစ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ဘုန်းကြီးကိုဝတ္တလတုံနဲ့ကိုကားပြီးသူရုပ်မှဖြစ်ကြောင်းပြောဆိုတင်ထားတဲ့ပို့ထဲမှာလာမှန်ထားတာပါနော်။ လောကမှာလိန်တဲ့လူရဲ့အလိန်ခံတဲ့လူရဲ့ဆိုပြီးယူရန်သား၂ရက်ရှိပါတယ်လိန်တဲ့လူတွေလိန်လို့ရနေတာဟာအလိန်ခံလူရန်သားတွေအကြောင်းဖြစ်ပါတယ်ဒီမန်ပိုင်ရှင်ဟာလည်းပဲအလိန်ခံလူရန်သားထဲမှာပါပါတယ်မှတ်ထားပါပရိယာမှန်ရင် လူအထင်ကြီးတဲ့အလုပ်ကိုမလုပ်ပါဘူးလူအထင်ကြီးတဲ့စကားကိုမပြောပါဘူးနော်လူအထင်ကြီးတဲ့အလုပ်ကိုလုပ်လာပြီလူအထင်ကြီးတဲ့စကားကိုပြောလာပြီဆိုရင် တည်ကြပါတယ်အဲ့ဒီပုဂ္ဂိုလ်ဟာအရိယာမဟုတ်ပါဘူးတခါတုန်းကတိဟိုမှာယဟန်တပါးရှိပါတယ်အဲ့ဒီယဟန်ဟာအကျင့်သရဏအကောင်းပြီးအနေအထိုင်ကြစ်လစ်လွန်တာကြောင့်ယဟန်တာလို့ထင်ကြပါတယ်ဒီနေ့မှာသူ့ရဲ့ဂုံတရင်ကိုကြားသိတဲ့ရှင်ဘုရင်ဟာသူ့ကိုဖူးမြော်ဖို့လာပါတယ်ဒါကိုကြိုသိနေတဲ့အဲ့ဒီယဟန်ဟာ ရှင်ဘုရင်လာခံဒီအချိန်မှာဒုတိယချောင်းကိုယူမြေမှာဝင်ရမှောက်ဒုတ်နဲ့မြေကြီးကိုချစ်ပြီးတော့အယုတ်ဆွဲ ဆော့နေပါတယ် အဲ့ဒါကိုရှင်ဘရင်က မြင်တဲ့အခါမှာတရားစိတ်ပြတ်ပြီးတော့ယဟန္တာက ကလေးကလာအလုပ်ကိုလုပ်ပါမလားဆိုပြီးပြည့်ပြန်သွားပါတယ်။ဘာကြောင့်အဲ့ဒီလိုလုပ်ရတာလဲဆိုရင်ရှင်ဘရင်အထင်ကြီးပြီးတော့ကြီးညိုလာမှာကိုစိုးရိမ်လို့ဖြစ်ပါတယ်။ဒါကြောင့်အရိယာမှန်ရင် သူတစ်ပါးအထင်ကြီးတဲ့အလိုမျိုးကိုမလုပ်ပါဘူး။သူတစ်ပါးအထင်ကြီးမှာကိုတော့မှစိုးရိမ်ကြပါတယ်နော်။ဝိဇ္ဇာတို့တွေကိုအပြစ်ကင်းတဲ့သူတော်စင်တွေထင်ပြီးကိုးကွယ်နေကြပါတယ်။ ဝိဇ္ဇတို့တွေဟာတကယ်ရော အပြစ်ကင်းကြပါသလားတဲ့ဖုန်ကြီးပဲဖြစ်စီလူပဲဖြစ်စီနတ်ဝိဇ္ဇာပဲဖြစ်စီပရိယာမဖြစ်သေးတဲ့၍ပုထုဇဉ်မှန်သမျှဘယ်သူမှအပြစ်မကင်းပါဘူးအပြစ်များတာနဲ့နဲတာပဲကွာပါတယ်အပြစ်မကင်းလို့လည်းပဲဖုတ္တလောက ဖုန်ကြီးတစ်ပါးဟာအမျိုးသမီးတစ်ယောက်ကိုတတ်လိုက်တာပေါ့ဖះရှင်လက်ထက်ကဇတိလဆိုတဲ့တထေကြီးရဲ့မိခင်ဘရင်မိဖုရားကြီးဟာ ဘုရင်မရှိတော့ဝိဇ္ဇတို့တဦးနဲ့ဖောက်ပြန်ပြီးသတိလာတစ်သေးကိုမွေးလာတယ်လို့ကြီးတဲလေးထက်ဆရာတော်ကြီးရေးတဲ့ဒီနထပကာတဏီကျမ်းမှာဖွင့်ဆိုထားပါတယ်။ဒါကြောင့်ဝိဇ္ဇတို့တွေလည်းပဲအပြစ်မကင်းနိုင်ပါဘူးနော်။အရှင်ဖရာဖရာကအသားဆယ်မျိုးကိုဘာလို့မစားခိုင်းတာလဲဖရာတဲ့။ဖရာကအသားကြီးဆယ်မျိုးကိုမစားဖို့ပြညတ်တာဟာယဟန်တွေအတွက်ပြညတ်တာပါ။လူတွေအတွက်ပြညတ်တာမဟုတ်ပါဘူးနော်။အဲတိုးတော်လည်းပဲ လူတွေအနေနဲ့လိုက်နာတင့်ပါတယ်။ဘာကြောင့်ပြည့်ညက်ရတာလဲဆိုရင်တဲ့လူသားလူသားသည်ဇတုသားဖြစ်သောကြောင့်တုတ်ပိယာကိုအကြောင်းပြု၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။နှဲ့စင်သားစင်သည်မင်းတို့၏ဆင့်ဟင်သာဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၃ညင်းသားညင်းသည် မင်းတို့၏ဆင့်ဟင်သာဖြစ်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၄ခွေးသား ခွေးသည်ယုံညံ့သောတတဝါဖြစ်သောကြောင့်ခွေးသားကိုစားသောယဟန်တွေကို လူတို့ကဲ့ရဲ့သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ငါငွေသားသူပတအမိရှိတဲ့ငကားမင်းကယဟန်တွေငွေသားမစားရန်ဖျားရှင်အားလျှောက်ထားတောင်းပန်သောကြောင့်ဖျားပြည့်ညက်သည့်အတွက်မစားအပ်။၆ချင်းသေးသားချင်းသေးသားကိုစားသောယဟန်တွေကိုချင်းသေးတွေကရံပြုတ်သည်ဖြစ်၍ဖျားပြည့်ညက်သည့်အတွက်မစားအပ်။ထို့အတူခွနှစ်ကြားသား ရှစ်ကြတဲ့သားကိုဝန်သားတက်စဲအောင်းသားတွေကိုလည်းပဲယဟန်တွေက စားတာကြောင့်ဤတတဝါတွေကရံပြုတ်ပြီးဖြစ်၍ဖျားပညာတိအတွက်မစားအပ်အဆိုပါအသားကြီး၁၀မျိုးကို စားမယ်ဆိုရင် စားတဲ့ယဟန်သည်ဒုက္ခအပတ်တင့်ပါတယ်ကဲဒါဆိုရင်ဖျားကဘာကြောင့်အသားကြီး၁၀မျိုးကို မစားဘူးပညာရတာလဲဆိုတာကိုသိလောက်ပြီးထင်ပါတယ်နော်အရှင်ဘုရားအရှင်သာတိပုတ္တရာက ဘာကြောင့်ပြိဋိဘံသံဃာနီးသွေးအံတာလဲဖရာဖြေပေးတော်မူပါဖရာတဲ့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟာဘဝတစ်ခုမှာငွားကြောင်သာဖြစ်ခဲ့စဉ်တုန်းကမြော့တကောင်ရဲ့အပေါ်ကိုစားပုံပြီးတတ်ခဲ့ပါတယ်အဲ့ဒီလိုမြော့တကောင်ရဲ့အပေါ်ကိုစားပုံပြီးတတ်ခဲ့တဲ့ကာမဝတ်ကြောင့်ယခု အရှင်သာရိပုတ္တရာဘဝကိုရောက်ရှိတဲ့အခါမှာဝိပါကဝတ်အနေနဲ့အကျိုးပေးပြီးသွေးအံ၍ပြိဋိဘံဆံရခြင်းဖြစ်ပါတယ်နော် အရှင်ဖေယတပည့်တော်မရှင်းတာလေးတခုရှိလို့ရှောက်ထားပါရစေကာမေတုမိစ္ဆာစာရကံဟာမနောကံနဲ့ကျူးလွန်မိရင်ရောတီလကျိုးပါသလားဖေယတဲ့ဥစဉ်ခဏခဏပြောပါတယ်နော်တီလဆိုတာကကိုနဲ့နှုတ်ကိုပဲထိန်ရတာပါနှုတ်ကမဟုတ်တာမပြောဘူးကိုကမဟုတ်တာမလုပ်ဘူးဆိုရင်တီလလုံနေပါပြီနော်ကာမေတုမိစ္ဆာစာရကံမြောက်ဖို့အတွက်အင်္ဂါ၄ချက်ရှိပါတယ် အင်္ဂါ၄ချက်ကဘာတွေလဲဆိုရင်၁မတော်လာထိုက်သောမိမဖြစ်ခြင်း၂ထိုမိမကိုမှီဝဲလိုသောစိတ်ရှိခြင်း၃မှီဝဲရန်လုံလပြူခြင်း၄တာယာခြင်းတို့ဖြစ်ပါれဖော်ပြပါအင်္ဂါ၄ချက်နဲ့ညီမသာကာမေတုမိစ္ဆာစာရကံမြောက်တဲ့အတွက်သီလကျိုးပါれသို့တော်လည်းပဲစိတ်မှာယာကစိတ်တွေဖြစ်နေပြီဆိုရင်တော့သီလမကျိုးတော်လည်းပဲမနောကံအကုသို့တော့ဖြစ်နေပါれ ဒါကြောင့်စိတ်ကိုလည်းအတက်နိုင်ဆုံးစင်ကြယ်အောင်ထားဖို့လိုပါတယ်။ဝိညာဏထိတိတိရှိခဏပါဆိုသည့်အတိတ်ပဲကိုရှင်းပြပေးပါအရှင်ဖရာတဲ့။ဝိညာဏထိတိခဏပါဆိုတာက၁ပထမဝိညာဏထိတိလူဘုံမျက်ပြေ၆ထက်နဲ့ဝိနိပါတိကအတူတာ။၂ဒုတိယဝိညာဏထိတိပထမဇန်၃ဘုံနဲ့အပယ်၄ဘုံ။၃တတိယဝိညာဏထိတိဒုတိယဇန်၃ဘုံ။ လေစတုထဝิญညာတိတိတတိယဇံ၃ပုံဝေဟဖုံနဲ့တုဒ္ဓဝါဒ၅ပုံ၅သစ္ဆမဝิญညာတိတိအာဂါတာနိသယရဏပုံ၆သတ္ထမဝิญညာတိတိဝิญညာနိသယရဏပုံ9တတ္တမဝิญညာတိတိအာဂိဉ္စညာယရဏဘုံတို့ပဲဖြစ်ပါတယ်။ဒါဟာဝิญညာတိတိ9ပါးပဲဖြစ်ပါတယ်။အရှင်ဖရာဖြေကြားပေးတော်မူပါ။ ငါးပါးသီလယူတယ်ဆိုပါတော့အဲ့ဒါတဏိတာအတွက်လားဖေယနောက်နေ့ကြတော့ပြတ်သွားရင်ဘယ်လိုအပြစ်ဖြစ်ပါသလဲဖေယတဲ့ငါးပါးသီလဆိုတာတဏိတာဆောင်ထင်းရတဲ့သီလမဟုတ်ဘူးနော်တစ်သလုံးဆောင်ထင်းရတဲ့နေစာသီလဖြစ်တယ်ရှစ်ပါးသီလကိုးပါးသီလဆယ်ပါးသီလစတဲ့သီလတွေကတော့အချိန်ပိုင်းခြားပြီးဆောင်လို့ရတဲ့သီလတွေဖြစ်တယ်နောက်ပြီးငါးပါးသီလဆိုတာဘာသာနဲ့လည်းမဆိုင်တယ်လူမျိုးနဲ့လည်းမဆိုင်ဘူး လူသားတိုင်းဆောင်ထိန်အပ်တဲ့တရားဖြစ်တယ်။ဘာကြောင့်အဲ့ဒီလိုပြောရတာလဲဆိုရင်ဤကဘာသည်ဖျားငါးစုပွင့်တဲ့ဗဒကဘာဖြစ်တယ်။အခုဖျားလေးစုပွင့်ပြီးသွားပါပြီ။အဲ့ဒီဖျားလေးစုမပွင့်ခင်ကဘာဦးအစတဲ့ကိုကငါးပါးသီလဆိုတာ ပေါ်ပေါက်နေတာပါ။အဲ့ဒီလိုကဘာဦးအစတဲ့ကပေါ်ပေါက်နေတဲ့ငါးပါးသီလဖြစ်တာကြောင့်ငါးပါးသီလကိုကဘာဆောင်တရားလို့ခေါ်ပါတယ်။နောက်ပြီးလူတွေရဲ့ကောင်းကျိုးကိုလည်းဖြစ်စေတာကြောင့်လောကဘာလတရားလို့လည်းခေါ်ပါတယ် ဲ့ဒီလိုကဘာတောင်တရားတနည်းလောကဘာလတရားဖြစ်တာကြောင့်လူသားတိုင်းဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်တယ်လို့နေ့စဉ်ဆောင်ထိန်အပ်တဲ့တရားလည်းဖြစ်ပါတယ်။ငါးပါးသီလပြတ်ပြီဆိုရင်တော့အပယ်လေးပါးမှာအကျိုးပေးနိုင်ပါတယ်နော်။ဗုဒ္ဓဇိနံဟောတုလို့တနည်း28ခောက်ရွတ်ပါအရှင်ဖေယား။သာသနာပြုရာမှာအောင်မြင်ပါလိမ့်မယ်။အရှင်ဖေယားကိုယုံကြည်ကိုးကွယ်သူတွေညားလာပါလိမ့်မယ်တဲ့။ဥစဉ်ဟာကိလေသာမကင်းသေးတဲ့ဥထုဇဉ်ယဟန်ဖြစ်တော်လဲပဲ။ အမျှော်လောဘအခြေခံပြီးဂါထာရွတ်တဲ့ပုံကမဟုတ်ပါဘူးเนาะနေ့စဉ်အမျှော်လောဘကင်းကင်းနဲ့မြတ်စွာဘုရားဤဂုံတော်တွေကိုပဲပွားများပါတယ်သာသနာပြုရာမှာ အောင်မြင်ပါလိမ့်မယ်တဲ့သာသနာပြုလုပ်ငန်းလုပ်တဲ့နေရာမှာအောင်မြင်ခြင်းမအောင်မြင်ခြင်းကိုတချို့ကအရေးအတွက်နဲ့တိုင်းကောင်းတိုင်းလိမ့်မယ်ဥစဉ်ကတော့အရေးအတွက်နဲ့မတိုင်းပါဘူးဘယ်လိုတိုင်းတယ်လဲဆိုရင်မိမိဟောပြောလိုက်တဲ့ဖရာဟောအဆုံးမကိုတိုင်းနာကြင်ကြံတဲ့ပုဂ္ဂိုလ်ဘယ်နှယောက်ရှိပါသလဲ အ ਨੇ ဆုံးတယောက်ပဲရှိတယ်ဆိုအောင်တော့အဲ့ဒါဆိုရင်မိမိရဲ့သာသနာပြုလုပ်ငန်းဟာအောင်မြင်ပါပြီအရေးအတွက်တွေများပြီးတော့မိမိပြောပြလိုက်တဲ့ဖရာဟောအဆုံးမကိုဒိုင်းနာကြင်ကြံတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဆိုရင်ဘလောက်ပဲအရေးအတွက်တွေများနေပါစေမိမိရဲ့သာသနာပြုလုပ်ငန်းဟာမအောင်မြင်ပါဘူးနော်ဒါဟာဥစဉ်ရဲ့တိုင်းတာချက်ဖြစ်ပါတယ်အရှင်ဖရာကိုယုံကြည်ကိုးကွယ်သူတွေများလာပါလိမ့်မယ်တဲ့သာသနာဘောင်ထဲရောက်လာပြီဆိုရင် သာသနာနဲ့ပတ်သက်တဲ့အလုပ်ကိုပဲလုပ်ပါသာသနာနဲ့မပတ်သက်တဲ့အလုပ်ကိုမလုပ်ပါနဲ့အဲ့ဒီလို သာသနာနဲ့ပတ်သက်တဲ့အလုပ်ကိုပဲလုပ်မယ်ဆိုရင် သာသနာကိုကြီးညိုကြတဲ့ဒကာဒကာမတွေကပြစ်မထားကြပါဘူးစောင့်ရှောက်ကြပါလိမ့်မယ်နော်အမျှော်လောဘအခြေခံပြီးဂါထာရွတ်တဲ့အလုပ်ကိုတော့မလုပ်ပါရစေနဲ့အခုလိုဥစဉ်ကိုစေတနာနဲ့လာပြောတာကိုပဲကျေးဇူးတင်ပါတယ်နော်ဇံအဘိညာဉ်ကိုလိုချင်ရင်ဏိဝရဏတရား၅ပါးကိုရှောင်ရတယ် နေဝရဏတဘာပါပေါ်လာရင်လဲဇံကလျှော့တယ်လို့ကြားဘူးပါတယ်။ဒါဆိုဇက်တော်တဲကဇံရယတိတွေကခြင်စားမိဝဲလိုတာကရောဘာဖြစ်လို့ဇံမလျှော့ရတာလဲဖရားတဲ့။နေဝရဏတရားတွေကိုအပိတိုင် ပသက်ထားတဲ့ဖရားယဟန္တာတွေပဲဖြစ်စေ။ဇံတရားဖြင့်ဒရင်ကပသက်ထားတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေ။ခန္ဓာရလာပြီဆိုရင်ခန္ဓာကိုယ်ရဲ့တောင်းတချက်အရာခန္ဓာဤလိုအပ်ချက်ကိုဖြည့်ဆည်းပေးရပါတယ်။ယတိတွေဟာ တောထဲမှာနေပြီးတိဥတိဖုတွေပဲဖုံးပေးကြတာဖြစ်တဲ့အတွက်ကြောင့်ကြာလာတဲ့အခါမှာသူတို့ရဲ့ခန္ဓာကိုယ်ဟာသွေးအားနည်းပြီးအသားရည်ဖြူဘက်ဖြူရော်ဖြစ်ခြင်းဆိုတဲ့ဖြောတော့ယောဂဖြစ်လာပါတယ်။အဲ့ဒီဖြောတော့ယောဂပျောက်ဖို့အတွက်ရတိတွေဟာရှင်းစားမှီဝဲရပါတယ်။ရတတနာကြောင့်မှီဝဲတာမဟုတ်ပါဘူးနော်။ဒါကြောင့်ရတိတွေဇံမလျှော့ရခြင်းဖြစ်ပါတယ်။ဆေးမကုကောင်းပါဒီခန္ဓာက ဖြစ်ပြနေမှာပဲ။ကံကံဤအကျိုးကိုယုံရင်ဩနာတိရှိမှမို့မကုသင့်ပါ။ ခန္ဓာချပြီးနေရတာတဲ့ဒီမှန်လေးကဥစဉ်ကျမ်းမာရေးမကောင်းလို့စိတ်ကုနေတဲ့အကြောင်းတင်ထားတဲ့ပုထဲမှာလာမှန်ထားတာပါနော်ဒေဝတ္တကမြတ်စွာဘုရားကိုကြောင်မောင်းဆင်ပြီးလှုပ်ကြံတဲ့အခါမှာကြောက်တုံးကွဲပြီးခြေမတော်ကိုကြောက်လွှာထိမှန်၍ခြေမတော်သွေးကြည်ဥသွားတာကြောင့်မြတ်စွာဘုရားသည်ဆရာဇီဝကဤစိတ်ကုသမှုကိုခံယူရပါတယ်ကဲဒါဆိုရင်မြတ်စွာဘုရားသည် ကံကံဤအကျိုးကိုမယုံတဲ့သူဖြစ်သွားပြီလားဟွန်းတခါတလေမှာမြတ်စွာဘုရားကိုတော်တိုင် အနာရောဂါဖြစ်တဲ့အခါမျိုး မကျမ်းမာမှာဖြစ်တဲ့အခါမျိုးတွေမှာစိတ်ကူတာမှုခံယူပါတယ်စိတ်ကူတာမှုခံယူတာနဲ့ပဲကံကံဤအကျိုးကိုမယုံတဲ့သူဖြစ်ရမယ်ဆိုရင်မြတ်စွာဘုရားသည်ကံကံဤအကျိုးကိုမယုံတဲ့သူဖြစ်သွားပါပြီနော်စေကူတာမှုခံယူတာနဲ့ကံကံဤအကျိုးပေါ်ကိုယုံတာမယုံတာနဲ့ဘာမှမဆိုင်ပါဘူး ခန္ဓာရလာပြီဆိုရင် သင်္ခါရသဘောတရားအရပျက်စီးရမယ်ဆိုတာမှန်ပေမဲ့ပျက်စီးချိန်မတန်ခင်မှာပျက်စီးမှုမရှိရလေအောင်ဒီအသက်နဲ့ဒီခန္ဓာကိုယ်ကိုညံနဲ့ရှင်ပြီးစောင့်ရှောက်ရပါတယ်အဲ့ဒီလိုခန္ဓာကိုယ်ကိုပျက်စီးချိန်မတန်ခင်မှာပျက်စီးမှုမရှိရလေအောင်ညံနဲ့ရှင်ပြီးစောင့်ရှောက်တာဟာကံကံဤအကျိုးကိုမယုံလို့မဟုတ်ပါဘူးเนาะအဲ့ဒါကိုမှလက်မခံဘူးဆိုရင် မန့်ပန်ရှင်ကိုယ်တိုင်အနာရောဂါဖြစ်တဲ့အခါမျိုးမကျန်းမာမာ ဖြစ်တဲ့အခါမျိုးရောက်မှစေမကူပဲနေပါလို့ပြောကြင်ပါတယ်နော်ပွဲလန်းတပင်အလှကဘာလို့ငရဲကြစီနိုင်တာလဲဖရာလူအများပျော်ရွှင်အောင်လုပ်ပေးတာကုသိုလ်တောင်ရာသေးတာပဲလေအရှင်ဖရာတဲ့ဥစဉ်တို့တန်ယုတ်တနိကေဂါမဏိတန်ယုတ်မှာ တာလပုဒ္ဒတုတ်ဆိုတာရှိတယ်နော်အဲ့ဒီတာလပုဒ္ဒတုတ်မှာ ကာလပုတ္တအမိရတဲ့တပင်တဲ့တကားကြီးကတပည့်တော်တို့တပင်တဲ့တွေဟာသူတစ်ပါးတွေကိုပျော်ရွှင်အောင် လုပ်ပေးတဲ့အတွက်တပည့်တော်တို့တပင်တဲ့တွေသိရင်ပဟာတဆိုတဲ့နတ်ပြည်ကိုရောက်တယ်ဆိုတာမှန်ပါသလားမြတ်စွာဘုရားလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီအခါမှာမြတ်စွာဘုရားကလူတွေဟာပုထုဇဉ်များဖြစ်ကြတဲ့အတွက် လောဘဒေါသမောဟတရားတွေထူပြောတယ်တပင်တဲ့တွေရဲ့လုံရဟာလဲပဲ လူတွေကိုလောဘဒေါသမောဟတရားတွေထုပြောစေတာကြောင့်တပင်တဲ့တွေသေးရင်ပဟာတဆိုတဲ့နတ်ပြည်ကိုရောက်မှာမဟုတ်ပါဘူးပဟာတဆိုတဲ့ငရဲကိုပဲရောက်မှာပါလို့မြတ်စွာဘုရားကဖြေကြားတော်မူပါတယ်။ဒါကြောင့်ဝေလံတပင်အလှဟာငရဲကိုကြစေနိုင်တာဖြစ်ပါတယ်။မေးခွင့်ပြုပါဖုံဖုံယသိနေ့ယဟန်ဘလို့ကွာချားပါတယ်လေဖရာအမားပါရင်ခွင့်လွတ်ပါဖုံဖုံတဲ့ ယသိဆိုတာကဣတိဆိုတဲ့ပါဠိကလာတာပါယသိဟာပပိစ၄မျိုးထဲမှာပါဝင်ပါတယ်ပပိစ၄မျိုးကဘာတွေလဲဆိုရင်၁ယဟန်ပြုခြင်းဆိုတဲ့ဘိက္ခုပပိစ၂ပါမနေပြုခြင်းဆိုတဲ့ပါမနေရပပိစ၃ယသိပြုခြင်းဆိုတဲ့ဣတိပပိစ၄ပရဘိုက်ပြုခြင်းဆိုတဲ့ပရိဘာဇကပပိစတို့ပဲဖြစ်ပါတယ် ယသိဟာပပိစ၄မျိုးထဲမှာပါဝင်တာမှန်ပေမဲ့ယဟန်တွေလို228ပါသောတိခါပုဒ်တို့ကိုလည်းမဆောင်သေး။ဖျားရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတ်တိဒုရဆိုတဲ့ဒုရနှစ်ဖျားကိုလည်းမထမ်းဆောင်တဲ့ပုဂ္ဂိုလ်ဖြစ်တာကြောင့်ယသိဟာသာသနာပြင်ပပုဂ္ဂိုလ်ဖြစ်ပါတယ်။ယဟန်ဆိုတာကတော့မြတ်စွာဘုရားချမှတ်ပေးခဲ့တဲ့228ပါသောဝိနည်းတိခါပုဒ်တွေကိုလည်းဆောင်ထိုင်တဲ့အပြင် ဖះရှင်ချမှတ်ပေးတဲ့ပရိယတိဒုရနဲ့ပရိပတိဒုရဆိုတဲ့ဒုရနှစ်ဖြာကိုလည်းထမ်းဆောင်ရတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ဒါဟာယတိနဲ့ယဟန်ကြွားချချက်ပဲဖြစ်ပါတယ်နော်။အရှင်ဖះဂောပကဆိုတာတပည့်တော်သိထားတာကဂောဆိုတာကနွားပကဆိုတာကဖျိုင်းနှစ်ခုပေါင်းရင်နွားဖျိုင်းလို့သိထားပါတယ်ဖះရှင်းပြပေးတော်မူပါဖះတဲ့။ဥစဉ်တို့ငငယ်တုန်းကဥစဉ်တစ်ပါးရှိတယ် အဲ့ဒီဥစဉ်ကလေခောဘကတွေဆိုရင်ကြည့်မရဘူးသူကနော်ဒီနေ့မှာအဲ့ခောဘကတကားကြီးတယောက်ကသူတိကျင်တာလေးလာမေးပါတယ်သူကဗာမေးတာလေးဆိုတော့အရှင်ဖရာတဲ့တပည့်တော်ခောဘကလှုပ်လာတာကြားပါပြီသို့တော့ခောဘကဆိုတဲ့အထိပ္ပယ်ကိုမသိပါဘူးတဲ့ခောဘကဆိုတဲ့အထိပ္ပယ်လေးရှင်းပြပါဖရာဆိုပြီးမေးပါတယ်အဲ့ဒီအခါမှာအဲ့ဒီဥစဉ်ကခောဆိုတာကခောနာဆိုတဲ့ပါဠိကလာတာ မြန်မာလူပြန်ရင်နွားပကဆိုတာကအဖွဲနွားအဖွဲလို့အဓိပ္ပာယ်ရတယ်ဆိုပြီးဖြေလိုက်ပါတယ်တက္ကကြီးကလည်းသူ့ကိုရွက်ဆောင်ပြီးဖြေမှန်းတိလို့စိတ်ဆိုးပြီးထားသွားပါတယ်ဒါလည်းအဖြေမှန်းမဟုတ်ပါဘူးเนาะအခုမေကွန်တဲကနွားပြိုင်းဆိုတာလည်းပဲမဟုတ်ပါဘူးဂောပကဆိုတာကပါဠိစကားမြန်မာလူပြန်ရင် ထိမ့်သိမ့်သူစောင့်ရှောက်သူလို့အဓိပ္ပာယ်ရပါတယ်သိလောက်မယ်ထင်ပါတယ်